ကမာကြီးလှလိုက်တော့ဆရာတော်ခင်ရတယ်ကွာဒီလိုစော့တာကိုဘယ်သူကစပြီးစော့လိုက်တယ်ဆိုတာဥစဉ်လည်းမသိပါဘူးเนาะလူတို့တဘာဝအပျော်စော့တယ်ဆိုတာကိုဥစဉ်လည်းနားလည်ပါတယ်သို့တော်လည်းပဲအပျော်အပြက်ဆိုတဲ့ဇကားရှိပါတယ်တချို့သောအပျော်တွေဟာ အပြက်ကို ဖြစ်စေတတ်ပါတယ်เนาะ ဖုန်ကြီးနဲ့ဒကမဆိုတာဟာဘလို့မှမအပ်ဆက်တဲ့အရာပါအဲ့ဒါကိုအပြောစော်ခြင်းဟာဖုန်ကြီးတွေအပေါ်ကိုလည်းမလေးစားရတက်ရောက်သလိုနောက်လူတွေအတွက်လည်းပဲအတူယူမှားစေတတ်ပါတယ်ဒါကြောင့်အဲ့ဒီလိုစော်နီးမျိုးတွေကိုမစော့ပါနဲ့လို့မေတ္တာရက်ခံပါတယ်နော်အမကလေဟိုဘလို့ခေါ်မလဲအဲခရီးယန်ဆိုပေမဲ့လည်းပေါ့နော်အမငငယ်လေးတည်းကကိုကမြန်မာပြည်မှာကြီးပြင်းနေ မြမအစိုးရအကြောင်းမှတက်တယ်အဲ့တော့အမ38ဖြာမင်္ဂလာနဲ့လည်းရင်းနှီးတယ်နော်နောက်ကငါက90နီးပတ်တော်ရင်းနဲ့လည်းရင်းနှီးတယ်အမဘယ်ဟာအကုသို့ဘယ်ဟာကုသို့ဆိုတာလည်းသိတယ်ဘယ်ဟာအမင်္ဂလာဘယ်ဟာမင်္ဂလာဆိုတာလည်းအမသိတယ်ဆိုရဲခါကြတော့ဟိုအမအဲ့လိုပဲရှောင်ရှားပြီးနေလိုက်တာပဲအမင်္ဂလာဖြစ်စေမဲ့ဟာတွေဆိုလို့ရှင်ဖယ်ထားလိုက်တယ်အဖက်ကမလုပ်ဘူးထားလိုက်တယ်။ဘာလို့လဲဆိုတော့လေဟိုအကုသို့ရောအမင်္ဂလာရောဆိုတာကလေတွားပြီးထိတ်တိုက်တွေ့လို့ရှိရင်တို့ဆီကကူးတယ် ူတို့မတွမထိဖယ်ထားလိုက်တာမမြင်စင်အောင်ဆောင်းလိုက်တာအဖက်မလုပ်လိုက်တာအကောင်းဆုံးဆိုတော့အကုသူဆိုတာကူးတာလို့ကုသူကတာပွားများဖို့ခက်တယ်ဆိုတော့ကိုပရိသတ်တွေကိုကိုခွန်အားပေးစင်တာဆိုလို့ရှင်လေကုသိုလ်ပဲလို့ကုသိုလ်လို့ဆိုလို့ဟာဟိုအလှူတန်းတွေပဲပြုနေရမယ်လို့ကြီးပဲဆိုလိုတာမဟုတ်ဘူးသင်ငန်းတွေပဲကတ်နေရမယ်လို့ဟာရွှေချနေရမယ်လို့ဟိုအလှူတန်းတွေပဲပြုနေရမယ်လို့ဆိုလိုတာမဟုတ်ဘူးနေစဉ်ဟိုဖြူဖြူတော်လုံးလို့ပြောတာမဟုတ်ဘူးเนาะဖြူဖြူကုသိုလ်ရှင်မကြီးမလို့လည်းပြောတာမဟုတ်ဘူး နေ့စဉ်ကိုလှုပ်လိုက်တဲ့ဥစ္စာကုတုစီသွားလားအကုတုစီသွားလားမင်္ဂလာစီသွားလားအမင်္ဂလာစီသွားလားဆိုတာဘုရားဘာသာမြန်မာလူမျိုးတွေကပူတောင်းတည်အောင်မှာဖြူဖြူရောင်အ ਨੇ ချင်းလေးပြောတတ်သေးတယ်ဆိုလို့ရှိရင်တကယ်ကြင်ကြံအားထုတ်နေတဲ့သူတွေပူတောင်းတည်ကြအောင်မှာဘယ်တခွန်းလေးပြောလိုက်လို့ရှိရင်အကုတုဖြစ်တယ်ဆိုတာသိတာတယ်ဟုတ်တယ်မလားသွားဆဲတယ်ဆဲတာအကုတုလားကုတုလားဆိုတာသိတာကြီးလေး ုတ်တယ်မလားသူများကမနာလို့ဖြစ်တာကုသလာအကုသလာအတိတားကြီးလေသူများကတိုက်ခိုက်ပုတ်ခတ်လှမ်းပြောင်းတယောတိုက်ခိုက်တယ်ဆိုတာကကုသလာအကုသလာဆိုတာအတိတားကြီးလေဟုတ်တယ်မလားအဲ့တော့အမကတတ်နိုင်သလောက်အကုသူဆိုလို့ရှိရင်လစ်လျူရှုပြလိုက်ဒီဗီဒီယိုဖိုင်ကိုမြင်တော့ဥစဉ်ပြောစရာလေးတစ်ခုပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုရင်ကုသလံအကုသလံဓမ္မံဇာနာတိမနာတိတိမနုတော်တဲ့အတိဘေကကုသလံအကုသလံဓမ္မံ ကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုဇာနာတိမနာတိတိခွဲခြားတိမြင်တတ်မှတားလျင် မနှုတ်သော လူလို့ခေါ်ဆိုထိုက်တယ်တဲ့ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားသောဘာသာဝင်ပဲဖြစ်ဖြစ် လူရယ်လို့ဖြစ်လာပြီဆိုရင်ကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုတော့ခွဲခြားပြီးတိမြင်တတ်ရပါမယ်ကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုခွဲခြားပြီးသိမြင်ခြင်းမရှိဘူးဆိုရင်တိရိစ္ဆာန်နဲ့အတူတူပါပဲ။ဒါကြောင့် မိမိကကုသိုလ်ကိုမလုပ်နိုင်အကုသိုလ်ကို မရှောင်ကျဉ်နိုင်သေးရင်တောင်မှလူစည်ရင်းဝင်ပြီးလူပီးသားဖို့အတွက် ကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုတော့ခွဲခြားတတ်ဖို့လိုတယ်လို့ပြောကြင်ပါတယ်အရှင်ဘုရားကัญญံဝရိယကဘေဟာကအဓိကကြပါလေဘုရားတဲ့သုံးခုစလုံးအရေးပါတယ်နော်သုံးခုစလုံးအရေးပါပုံကိုဥပမာပုံပြင်လေးတစ်ပုံနဲ့ပြောပြမယ် ကံ၅ရည်ညံ၅ရည်ဝရိယ၅ရည်ဆိုပြီး၅ပုံကောင်ရှိပါတယ်ဒီနေ့မှာတငါသေးလှိတစည်း၅ဖန်းထွက်လာတာကိုနိုးကြားနေတဲ့ဝရိယ၅ကမြင်တဲ့အခါမှာထွက်ပြေးသွားတဲ့အတွက်လွံ့မြောက်သွားပါတယ်ညံ၅နဲ့ကံ၅ကိုတော့ဖမ်းမိသွားပါတယ်ဖမ်းမိသွားတော့လည်းပဲညံ၅ကညံကောင်းတဲ့အတွက်တေးချင်အောင်ဆောင်းနေလိုက်ပါတယ်အဲ့ဒီလိုတေးချင်အောင်ဆောင်းနေလိုက်တဲ့အတွက်ညံ၅ကို၅အသေးပဲထင်ပြီး ကန်းဆက်မှာချထားလိုက်ပါတယ်ကန်းဆက်မှာချထားလိုက်တဲ့အခါတငါတဲတွေရဲ့အလစ်မှာညံငါးဟာရေထဲကိုခုန်ချပြီးလွတ်မြောက်သွားပါတယ်ကန်ငါးကတော့ကန်ကောင်းရင်အသက်ရှင်မယ်ကန်မကောင်းရင်အသက်သေမယ်ဆိုပြီးကန်ကိုသာမျောနေပါတယ်အဲ့ဒီလိုမျောနေတဲ့အခါနောက်ဆုံးမလွတ်မြောက်ပဲတငါသမားတွေရဲ့တက်ဖြက်စားတောက်ခြင်းကိုခံလိုက်ရပါတယ်အဲ့ဒီငါးသုံးကောင်ကိုကြည့်လိုက်ပါအဲ့ဒီငါးသုံးကောင်ထဲမှာ ဝရိယ၅ဟာဝရိယကိုအာတန္တာဟန်ပင်မဲ့သူ့မှာဉာဏ်ရောကံရောရှိပါတယ်။노자နေတာကဝရိယဖြစ်တယ်။တငါတဲ့လှေကိုတငါတဲ့လှေမှန်းတည်တာကဉာဏ်ဖြစ်တယ်။ကြိုးစားပြီးထွက်ပြေးတာကကံဖြစ်တယ်။ကံဆိုတာကအလုတ်ကိုပြောတာပါနော်။အဲ့ဒီလိုကံဉာဏ်ဝရိယ၃ခုပြည့်စုံနေတာကြောင့်ဝရိယ၅သည်သေဘေးမှလွတ်မြောက်သွားပါတယ်။ဉာဏ်၅ကိုလည်းကြည့်လိုက်ပါ။သေခြင်းအောင်ဆောင်နေတာကဉာဏ်ဖြစ်ပါတယ်။ တဏ္ဍာတေတွေရဲ့အလစ်ကိုစောင့်ကြည့်နေတာကဝရိယဖြစ်ပါတယ်။ခြေထဲကိုလွတ်အောင်ခုံချလိုက်တာကကံဖြစ်ပါတယ်။အဲ့ဒီလိုကံညာဝရိယ၃ခုပြည့်စုံနေတာကြောင့်ညာငါးလဲတေဘေးကလွတ်မြောက်သွားပါတယ်။ကံငါးကတော့ကံတစ်ခုတည်းကိုသာစောင့်မျှော်နေတဲ့အတွက်တေဘေးမှမလွတ်မြောက်ပဲတဏ္ဍာတေတွေရဲ့တက်ဖြတ်စားတော့ခြင်းကိုခံလိုက်ရပါတယ်။ဒါကြောင့်ပြောကျင်တာကကံညာဝရိယ၃ခုရှိတဲ့အနက်တစ်ခုလိုလို့မရဘူး။ သုံးခုစလုံးပြည့်စုံမှသာရတာဖြစ်တဲ့အတွက်သုံးခုစလုံးအရေးပါအရာရောက်တယ်လို့ပြောချင်ပါတယ်။ဖုံဖုံဖယားအများစုက NGBD တွေကိုအရင်ဘဝကသူများမရနဲ့ဖြစ်ခဲ့လို့ယခုဘဝ NGBD ဖြစ်ကြတယ်လို့ဦးစင်းတွေတရားဟောကြတယ်။အမတန်စိတ်မကောင်းစရာပါဖုံ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 အနေဖြင့်တခုခုမိန့်ကြားပေးပါဖယားတဲ့။တော်ပြီမပြောတော့ဘူးเนาะ။ကြံခဲ့တဲ့တစ်နှစ်တုန်းက အဲ့ဒီ LGBT နဲ့ပတ်သက်လို့ဥစဉ်ပို့တင်ခဲ့ပါတယ်။အဲ့ဒီလိုပို့တင်တဲ့အခါမှာအမြင်မတူတဲ့လူတချို့ကလာပြီးဆဲကြပါတယ်။လာဆဲတဲ့အခါမှာဥစဉ်ကဖယားဟောနဲ့အညီပြောတာဖြစ်ကြောင်းပြန်ပြောတဲ့အခါမှာဖယားဟောယုံမကလို့ဘသူပဲဟောဟောဆိုပြီးဖယားကိုယ်တော်မှစော်ကားပုတ်ခဲ့၍ပြောလာကြပါတယ်။အတ္တဒိဋ္ဌိအာကြီးတဲ့ပုဂ္ဂိုလ်တွေဟာဖယားကိုယ်လည်းစော်ကားရဲပါတယ်၊တရားကိုယ်လည်းစော်ကားရဲပါတယ်၊တန်ခါကိုယ်လည်းစော်ကားရဲပါတယ်။ဒါကြောင့် အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဦးစင်ဘာမှမပြောပါရစေနဲ့တော့နော်နားလည်ပေးပါ